Trump နဲ့ BBC ရဲ့ကိစ္စကဘယ်လောက်တောင်ဆိုးလဲဆိုရင် BBC ရဲ့ညွှန်ကြားမှုချုပ်နဲ့တရေပိုင်းဆိုင်ရာ CEO ကယာဒူးကနေပါနှုတ်ထွက်ပေးခဲ့ရတာဗျာပြဿနာဘယ်အဆအလဲဆိုတော့ BBC ရဲ့ရုံးပိုင်းဆိုင်ရာမှတ်တမ်းတစ်ခုပေါက်ကြားတာကိုသတင်းစာတစ်ခုကဖော်ပြလိုက်တာနေစား2020ခုနှစ် January လ6ရက်နေ့မှာ Trump ကိုပြောရပြအဲ့ဒီဗီဒီယို BBC ကနေယူပြီးတော့ပြန်ပြန်ကလုတ်ပြီးတင်တဲ့ခါမှာမူရင်းပြောချင်တာနဲ့အဓိပ္ပာယ်လွဲပြီးတော့ Trump ကအကြမ်းဖက်မှုတစ်ခုကိုလုံးစော်လို့ဖြစ်နေပါတယ်ဆိုတဲ့ပုံစံမျိုးရောက်သွားတာဗျာအဲ့ဒါကြောင့်မို့ပဲ Trump ကနေပြောတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ BBC ကနေအောင်နှုတ်ထွက်ရတယ်အဲ့ဒီ6ရက်နေ့တော့ Washington DC ီမှာထရန့်ပြောတာကက်ပီတယ်အဆောက်အအုံစီကိုငါတို့ခြိတက်ကြမယ်။ငါတို့ရဲ့ရင်းရင်းနဲ့အထက်လွတ်တော်တွေနဲ့အောက်လွတ်တော်တွေကိုအားပေးကြမယ်။ဒါပေမဲ့ထုတ်ပြန်တဲ့ဗီဒီယိုမှာကြောခြိတက်ကြမယ်ဆိုတဲ့နေရာမှာပဲဖြတ်ထားတာဗျာ။ပြီးတော့အဲ့ဒီဗီဒီယိုအနောက်ကမိနစ်90กว่าနေတဲ့အပိုင်းနဲ့ပြန်ဆက်ထားတာ။အဲ့ဒီဗီဒီယိုရဲ့နောက်ပိုင်းမှာကြောခင်ဗျားတို့နဲ့ကြုံရှိနေမယ်။ကျုပ်တို့အတူတူတိုက်မယ်။ငရဲလိုကိုတိုက်မယ်ဆိုတဲ့အပိုင်းနဲ့ချိန်ထားတာဗျာ။အဲ့ဒီဗီဒီယိုကမိနစ်90ကြာတယ်။အဲ့တော့ဗီဒီယိုရှင်းလိုက်တစ်ခုလုံးကိုဂျားထဲမှာဖြတ်ပြီးတော့ပြန်ဆက်လိုက်တော့အကြမ်းဖက်မှုတစ်ခုကိုလုံးစော်လို့ပုံစံမျိုးဖြစ်သွားတာဗျာ။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အင်ဖီရောအနေနဲ့ BBC ကိုတရားရဂိုင်းလုံးတရင်တူဆိုပြီး ော့ပြောရယ်ဗျာ Trump လည်းသူ့ရဲ့ကိုယ်ပိုင် social media မှာထုတ်ရတာဒီလိုလူတွေကအရန်ကောင်းတဲ့မိန့်ကိုမမှန်ကန်ကန်မလုပ်တော့လူမိလို့နှုတ်ထွက်သွားရဲဆိုတဲ့အကြောင်းထုတ်ရထားတယ်။အခုနောက်ဆုံးသိရတဲ့ update စီးရဆိုရင် Trump ရဲ့ရှေ့နေတွေက BBC ကိုတရားစွဲတော့မယ်ဗျာ။ BBC ရဲ့ဥက္ကဋ္ဌကလည်းဒီလိုရုတ်တန့်တီးဖြတ်မှုအတွက်သူတောင်းပန်တယ်။ဒါပေမဲ့စနစ်တကျဖက်လိုက်တာတော့မဟုတ်ဘူးဆိုပြီးတော့ညင်းထားတယ်။ထပ်ပြီးတော့ BBC ဘက်ကနေလည်းတရားဥပဒေနဲ့ဆိုင်တဲ့ချိန်ချောက်မှုတွေကိုဘယ်လိုတောင်းပြန်မလဲဆိုတော့စဉ်းစားနေရဆိုတဲ့အကြောင်းပြောထားတယ်ဗျာ။